စေမချမီဝေါမြောက်ဖွယ်အနုမောဒနာတရားစကားနည်းနည်းဟောကြားပြီးမယ်တရားရဲ့ခေါင်းစဉ်ကတော့ကောင်းသောအမှုရာမွေးမြူပါဆိုတော့ဒီခေါင်းစဉ်လေးနဲ့တူတူချင်းချင်းဟောပြပေးမှဖြစ်ပါတယ်ယနေ့အလှရှင်များနိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်သို့လာရောက်ပြီးပြုစဉ်ပြုထိုက်တဲ့ကုသိုလ်ကောင်းမှုများကို ပြုလုပ်နေတာဖြစ်ပါကုသိုလ် ောင်းမှုပြုလုပ်တယ်ဆိုတာ ကောင်းသောအမှုအရာပဲဒီနေရာမှာအမှုအရာဆိုတဲ့စကားကဘာကိုပြောတာလဲဆိုရင်ကိုယ်နဲ့လှုပ်ရှားတဲ့လှုပ်ရှားမှု စိတ်နဲ့တွေးတဲ့တွေးတွန်းမှုနှုတ်ကနှုတ်ကနေပြောတဲ့ပြောဆိုမှုအဲ့ဒါလိုသုံးမျိုးကိုအမှုအရာလို့ခေါ်ပါတယ်ချုပ်လိုက်ရင်ကိုယ်နှုတ်စိတ်သုံးပါလှုပ်ရှားမှုပေါ့အဲ့ဒီကိုယ်နှုတ်စိတ်သုံးပါလှုပ်ရှားမှုကိုအမှုအရာလို့ခေါ်တယ်အဲ့ဒီလှုပ်ရှားမှုသုံးမျိုး ကောင်းဖို့အရေးကြီးတယ် အလိုသိတဲ့အတိုင်းပဲဩဃာတဆိုတဲ့အခါမှာဝိပါတိတရား၄ပါးလို့သိကြပြည့်စည်ခြင်းတရား၄ပါးပြည့်စည်ခြင်းတရား၄ပါးမှလှုပ်ကင်းရပါလို့ဤလို့ဆုတောင်းနေကြတော့ပြည့်စည်ခြင်းတရား၄ပါးဆိုတာဘာလဲနံပါတ်၁ကဂတိဝိပါတိခေါ်တာဂတိပြတ်သွားဂတိဆိုတာဖြစ်ရာဌာနဖြစ်ရာဘုံဘဝကိုပြောတာ အပယ်လေးဖို့ရောက်သွားရင်ဒါပြက်ပြီသူ့တက်အောင်လှုပ်လို့မရဘူးကိုဘဝအဲ့အဲ့ဒါအဲ့ဒီပယ်လေးဖို့ဘဝသည်ဂတိဝိပါတိနောက်တစ်ခါဥပတိဝိပါတိမွေးကလေးကခန္ဓာကိုချို့ရင်းပြက်စီးလာမတန်မစွမ်းနေဖြစ်လာခဲ့တယ်အဲ့ဒါဥပတိဝိပါတိလို့ခေါ်တယ်နောက်တစ်ခါကာလဝိပါတိဆိုခေကာလပြက်စီးတယ်ခေကာလဆိုတာဘာကိုပြောတာလဲ လူတွေဖြတ်သန်းနေတဲ့နေရလာနှစ်အဲ့ဒါကိုပဲခိကာလလို့သတ်မှတ်တာကိုတော့ခိကာလဆိုတာကသူကသက်ရှိအရာမဟုတ်ဘူးလူတွေရဲ့သတ်မှတ်ချက်အချိန်ကာလအတိုင်းအတာတစ်ခုကိုပဲခိကာလလို့ခေါ်တယ်တော့ပြစ်စည်းခြင်းတစ်မျိုးကပယောကဝိပတ္တိလို့ခေါ်တယ်အဲ့ဒါအမူအရာပြက်တာပြောတာအဲ့ဒီပယောကဝိပတ္တိကအချုပ်ပဲပယောကဆိုတာခုနပြောခဲ့တဲ့ ကာယဘောပယောကဝစီပယောကမနောပယောကခတ်လို့လည်းပြောရင်ကိုနှုတ်စိတ်ပေါ့အဲကိုနှုတ်စိတ်ပြည့်စည်ရင်ကြံတဲ့ဟာပြည့်စည်တာပဲဒါခုနကဝိပတ္တိလေးမျိုးလေးမျိုးရှိတယ်အချုပ်ကအရေးအကြီးဆုံးကဘာလဲဒီပယောကအရေးအကြီးဆုံးပဲပယောကပြည့်စည်ရင်ကိုနှုတ်စိတ်အမှုရာပြည့်စည်ရင်ကြံတဲ့ဝိပတ္တိလေးပါလဲအလိုလိုကပ်ပြီးတော့လိုက်ပါလားဟုတ်ပါ ဆိုတော့ကာလဝိပတ္တိခစ်ပြက်တယ်ခစ်ပြက်တယ်ဆိုတာကခုနပြောတဲ့အတန်ခစ်ဆိုတာကသက်ရှိအရာတတော်မဟုတ်ဘူးသူကလူတွေကသတ်မှတ်ချက်တစ်ခုပဲအဓိကကလူတွေရဲ့ကိုယ်နှုတ်ဆက်အမူအရာ၃ပါးယူရင်းပြည့်စည်ရင်ခစ်ပြက်တာပဲယခုဘုန်းကြီးတို့တွေ့ကြုံခြင်းဆိုင်နေရတဲ့အခြေအနေကိုကြည့်လူက ခေကမြင်မြင်ရတာမဟုတ်ခုကမရှိဘူးလေခေကတမ်းဖတ်ချက်ပဲအဲလူတွေကကိုနှုတ်ဆက်အမှုရာပျက်စီးတဲ့အတွက်ကြောင့်ဟောခေပြက်လို့ပြောရတယ်သေသေးကြလေးလာကြီးခေပြက်ခေပြက်ဆိုတာကအဲ့ဒီအမှုရာပျက်စီးတာကြီးပဲမြန်မာတနေငံတဲလားမဟုတ်ပါဘူးတကဘာလို့ဖြစ်နေတာအဲ့တိုင်းတကအဲ့တော့လူတွေရကိုနှုတ်ဆက်အမှုရာပျက်စီးတာကိုဒါပယောဂဝိပါတိခေပြက်ဟမ်ကာလဝိပါတိခေပြက်တယ်လို့ခေါ်တယ်အဲ့တော့အဲ့ဒီခေကဘာကြောင့် ဘယ်ကနေအခြေခံပြက်လာလဲဆိုရင်ခုနလူတွေရဲ့အပြုတ်အမူအမူအရာတွေပြက်ရာကနေတဆင်းခစ်ပြက်သွားတယ်ဟောခစ်ပြက်သွားရင်နော်ခုနအခြေကြံတဲ့ဟာလေအကုန်လုံးပြက်တာပေါ့အခြေခံလည်းအကုန်လုံးပြက်တာပဲအခြေခံကခစ်ပဲဒါကြောင့်မို့ခစ်အခြေအခြေခံကဘယောကလူရဲ့အပြုတ်အမူတွေလူရဲ့အပြုတ်အမူမပြက်ဖို့အရေးကြီးတယ်လူရဲ့အပြုတ်အမူပြက်ရင်ကြံတဲ့အပြုတ် ပြန်တဲ့အပြက်အစီ၄မျိုးလူအပြုမူခေါ်တဲ့ပယောဂဝိပတ္တိဖြစ်ရင်ကြံတဲ့ဝိပတ္တိလည်းအကုန်လုံးလိုက်ပြီးတော့ပြည့်စည်တယ်တဲ့ဒါကြောင့်မို့မိတို့ရဲ့အပြုမူတွေကောင်းဖို့အရေးကြီးတယ်ကောင်းသောအပြုမူကိုမွေးမြူပါတဲ့အဲ့တော့ကောင်းသောအပြုမူမွေးမြူမှတ်တာလေအဲ့ဒီကောင်းသောအပြုမူကနေတဆင်းဘုန်းကြီးတို့တွေခိတယ်လဲကောင်းလာမယ်အဲ့တော့ခိတယ်လဲကောင်းလာမယ်ဆိုရင်မိမိတို့ အနာဂတ်မှာဖြစ်လာမဲ့ဘဝလည်းပဲဒါအဲ့ဒီကောင်းသောအပြုအမူကနေတဆင့်အနာဂတ်ကိုပုံဖော်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အနာဂတ်ရောက်တဲ့ဂတိလည်းကောင်းမှာအဲ့တော့ကောင်းသောပြုမှုကိုမွေးမြူထားရင်ဥပတိသူခေါ်တဲ့ဒီရုပ်ရည်အဆင်းကလည်းပဲအပြုအမူကနေဖော်ထုတ်ပေးတဲ့အရာပဲရုပ်ရည်အဆင်းလှပတယ်လှပခြင်းမလှပခြင်းဆိုတာကဘုန်းကြီးတို့တွေကိုလှုပ်ထားခဲ့တဲ့ခုနက အပြုတ်မှုဆိုတဲ့ကံတရားကပယောဂကနေပေါ်ထုတ်ပြီးတာဖြစ်ပါလေ။အဲဒီပယောဂကောင်းရင်ဟောဥပတိရုပ်လဲသူ့အတိုင်းတန်နဲ့သူသူ့အခြေအနေနဲ့သူကောင်းသွားမှာပဲ။အဲ့တော့ဖြစ်ရဌာနဘုံဘဝလည်းပဲအဲဒီကောင်းသောအပြုတ်မှုကနေတဆက်ကောင်းသောဘုံဘဝကိုရောက်သွားနိုင်ပါလေ။ဒါပေမဲ့အရေးကြီးဆုံးကပယောဂလို့ခေါ်တဲ့အပြုတ်မှုကိုနှုတ်ဆက်အပြုတ်မှုကောင်းဖို့ရည်ကြီးတယ်။ကိုနှုတ်ဆက်အပြုတ်မှုကောင်းရင်ဟောအဆဆရာရာကောင်းသွားပါလေကောင်းသွားနဲ့ ဖះလည်းထဲ့တုန်းကမာကိစီခေါ်တာဗောအရှင်မာကိစီတနေ့တော့အုတ်စင်ဒီဖြစ်တဲ့နည်းမျိုးကိုပြန်ကြွလာပြန်ကြွလာတော့လမ်းမှာသူကဆုံကထွက်တယ်လမ်းမှာဆုံကထွက်တော့အမျိုးသမီးတယောက်ကကြီးညိုလို့သူကလှူးခြင်းတယ်ဒါမဲ့ချက်ချင်းသူ့မှာသူ့မှာလည်းအခက်အခဲရှိတယ် ငကူကတော့ချမ်းသာတဲ့အမျိုးသမီးပါပဲနောက်တော့အကြောင်းအားလျော်စွာစီးပွားရေးအဆင်မပြေတော့ဆင်းရဲသွားတယ်ပေါ့အခြေအနေသိပ်မကောင်းတာပေါ့လေတာကြီးဆင်းဟိုဆင်းရဲသွားတဲ့ဆုကတော့ဆင်းရဲသွားသူလှူခြင်းပဲမဲ့လို့သူ့မှာချက်ချင်းလှူစရာကမရှိတော့သူ့မှာစပင်ကောင်းတယ်သူအရှိသူစပင်ကတချိန်ကတထဲသမီးတူကလာတောင်းတောင်းဝယ်ဘူးတယ်သူကသူချမ်းသာနေတဲ့ပြည့်စုံနေတဲ့အခြေဆိုတော့နှမျောလို့သူစပင်ကမရောက်ဘူး 为了，那道理太他来的，那 <noise>，哎，我们微路来得看嘛，都充满，对 <noise> 吧？你古话的“天 <noise> ”就是，对个老干充满最中内的细节的，哎，都充我目标，看得完美。哎，说明我们想看，哎，说明大家用来看，看老钱呢？的天怎么样？我的天怎么样嘞？微路满天路，那个路谁刚刚没变路，谁刚刚没变路，对吧？ 是学不得别的，比如说，比如说，养那个，养那个，鸡吧，抓来那个什么，哎，鸡巴啥不，走路痒痒鼻鼻是不？哎，就养那个。比如讲，养那个抓来，哎，切别个的猪蛋来得，养那个鸡巴，对，剖米炉里捞的，啥子啊，倒啥不？那么，哎，那个生熟的，现在说，都阿扁他妈妈吹妖的，讲个个都懂得了，对不？ အဲ့တော့စီမာကိစ္စကစီမာကိစ္စဥဆောင်တဲ့ဥဆောင်တဲ့ဉာဏ်တန်ခါဆိုတော့စီမာကုစီကမေးလိုက်တယ်အလှရှင်ပဲသွားနေတယ်ပဲရောက်နေတယ်အထက်မှာပြင်မထွက်ရဘူးထွက်လာခဲ့အဲ့လိုပြောလိုက်တော့မှပြောလိုက်တော့မှထွက်လာတဲ့အခါကျမှအဲ့စပင်းကအလုံးလုံးပေါက်သွားတယ်ဒါအမူအရာကောင်းရာကနေတဆင့်သူဘဝကပြည့်စုံသွားတယ်ဆိုလို့ဆိုလို့တယ်ကုသိုလ်အမူအရာပေါ့စိတ်ကောင်းစေတနာကောင်းရှိလို့ 呃，各族干部表现了。那阿姆雅刚进苏进苏的年嘛，理解了世过的。世个世说的阿姆雅个有哪样？那有说的阿姆雅嘞，有哪样那边？那世阿姆雅有哪样？我看那古些老相扑下来边，木讲那老相扑古老上当嘞，是不是？阿拉讲木，对个。世说的阿姆雅世讲我们维吾尔比苏式个数量钱嘞。 စေရနာကိုစိတ်ခေါင်းချအောင်ဆုံးဆက်ကလှူဒန်းခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုသူကပြုစုအာထုတ်နိုင်တယ်ဒါကောင်းတော့အမှုရာကနေတစ်ဆယ်နှလုံးသားထဲမှာကုသိုလ်တရားတွေဖြစ်ပွားလာတယ်စိတ်ခေါင်းပေါ့ယောနိသမနတိကာရဆိုတဲ့စိတ်ခေါင်းတမ္မာပဏိတာစိတ်တဆိုတဲ့စိတ်ခေါင်းစိတ်ခေါင်းရှိတဲ့အတွက်ကြောင့်ဟောနှုတ်ကလည်းကောင်းလာတယ်အတွေးကောင်းရင်အပြောကောင်းတယ် တော့အတွေ့ကောင်းရင်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကလည်းကောင်းတယ်အဲဒါကြောင့်မို့သူမှပယောဂဆိုတဲ့အကောင်းသော အပြုမူတွေသူလှုပ်ဆောင်နိုင်ခဲ့တယ်အဲလိုကောင်းသောအပြုမူတွေလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ဟောသူမှစပင်းတွေလည်းပေါက်လာနောက်ဘုရားရှင်ကနောက်ကြွလာတဲ့အခါမှာဟောဘုရားရှင်ကလည်းတရားဟောတယ်သူတို့ကိုတရားဟောတော့အာလိုကုသူတွေရကြတော့ ဆိုတာကဆိုပြောလို့ရင်ကကိုရကိုနှုတ်အမှုရာကောင်းရင်ဘဝရဲ့အခြေအနေကဘဝရဲ့အခြေအနေကောင်းခြင်း ဆိုခြင်းဆိုတာက သူများကလှုပ်ပေးတာမဟုတ်ဘူးကိုရဲ့ကံလို့ခေါ်တဲ့လှုပ်ရှားမှုပေါ့ကိုရဲ့လှုပ်ရှားမှုကဘယ်ကိုဘဝရဲ့အခြေအနေကိုဖော်ပြပေးတဲ့ကိုဘဝအခြေအနေက ကိုမကြိုးစားဘူးလှုပ်တဲ့တာကိုမလှုပ်ဘူး ဆိုရင်ဘလို့မှမတူတက်နိုင်ဘူးအဲ့ဒီပုံကောအလုံးတဲ့နာကိုလုံးမှရှောင်းတဲ့နာကိုရှောင်းမှဘဝဆိုတာတူတက်ပါတယ်ဒါလုံးတဲ့နာကိုလုံးချင်းရှောင်းတဲ့နာကိုရှောင်းချင်းဆိုတာကောင်းသော အပြုအမူကို မွေးမြူနေခြင်းပဲဖြစ်ပါအဲ့လိုကောင်းသောအပြုအမူကိုမွေးမြူမှသာလေမိမိတို့ဘဝတူတက်လာမယ်အကြီးပွားလာမှာဖြစ်ပါတယ်အခုနေဇရေးရဝန်ကြီးဌာနဆိုတော့နေဇဒေသနဲ့ပတ်သက်တဲ့ တိုင်းသားညီကူမောင်နှမများအတွက်ကောင်းသောလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်နေကြတယ်အဲ့တော့နေစားမှာရှိနေကြတယ်မဖွံ့ဖြိုးသေးတော့တိုင်းသားညီကူမောင်နှမတွေအများကြီးရှိအဓိကတော့ပညာရဲ့နှိတ်ကြတာပညာရဲ့ဆိုတဲ့အသိဉာဏ်မဖွံ့ဖြိုးရင်ကြံတဲ့ကြံတဲ့အရာတွေကဖွံ့ဖြိုးမလွယ်ဘူးဒါပညာရဲ့ကိုဦးစားပေးရမှာလူတယောက်အသိဉာဏ်အရေးကြီးဆုံးပဲဖခင်က တိရောပညာလို့ဒီလိုခေါ်တယ်ပညာဆိုတာလူတယောက်စီရဲ့ခေါင်းနဲ့တူတယ်လူတယောက်စီရဲ့ဥခေါင်းနဲ့တူတယ်လူလူမှာဥခေါင်းမရှိရင်ဘာမှသုံးလို့မရတော့ဘူးအဲသူနည်းတူဆိုတာပဲလူတယောက်မှာအသိဉာဏ်မဲ့သွားပြီဆိုရင်တိုးတက်ဖို့ကြီးပွားဖို့မလွယ်တော့ဘူးတဲ့အဲဒါကြောင့်မို့အသိဉာဏ်ကိုတိရောပညာဥခေါင်းနဲ့တူတယ်လို့ဒါဒီလိုမြတ်စွာဘုရား 国家都唔开紧批吧嘞！阿拉会讨厌婆娘的对，呃 <noise>，内战的对嘛？啊 <noise>，阿弟明年廿二年了，阿弟明年啊廿二，阿弟明年啊廿二，阿弟就走。阿妈阿妈古，威邦潘沙奈杰装木西木西嘞，阿弟就走。好路拉表嘞，拉看嘞呀啦。提路拉表嘞，咩？阿妈开家家嘞，阿弟就拉看嘞。比如阿弟明年啊廿二，阿弟就走。 ဟောနှိမ့်ခြင်းနေကြတယ်ဘိုလ်လူကလာလာနှိမ့်ဒီလူကလာနှိမ့်အဲ့လိုအနှိမ့်ခံဒါကြောင့်မို့အသိပညာမြင့်မားဖို့အရေးကြီးတယ်အသိပညာရှိဖို့အရေးကြီးတယ်အဲ့ဒီတဟိတဒေတာနေဇဌာနမှာရှိတယ်အဘုန်းကြီးတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလို့ပေါ့ဒီအသိပညာဖုံဖြိုးပါစေတိုးတက်ပါစေဆိုရရည်ရချက်နဲ့ဒီနေဆရေးရဝန်ကြီးဌာနမှာအလုပ်လုပ်တဲ့အခါမှာတော့ခုနပြောခဲ့တဲ့ စိတ်ကောင်းပေါ့သမပဏိတစိတ်တကောင်းသောစိတ်ကိုမွေးမြူပြီးလှုပ်ဆောင်ရင်ဟောဝန်ထမ်းများအားလုံးနှိမ့်စင်နှိမ့်စင်နှလုံးသားထဲမှာစိတ်ကောင်းတွေဝင်သွားတယ်စိတ်ကောင်းဝင်ကုသိုလ်ဖြစ်တာပဲကုသိုလ်ဆိုတာစိတ်ကောင်းကနေတဆင့်ဖြစ်ပေါ်လာတာကိုစိတ်ကောင်းမရှိရင်ခုနပြောသလိုနှုတ်ကအကောင်းမထွက်ဘူးစိတ်ကောင်းမရှိရင်ခန္ဓာကိုယ်ကလည်းအကောင်းမလှုပ်ရှားဘူး တော့စိတ်ကောင်းရှိမှသာလင်ကြံတဲ့လှုပ်ရှားမှုကောင်းတယ်ဒါကြောင့်မို့မေတ္တာတရားရှိမှထားပြီးစိတ်ကောင်းဝင်လာပြီးဆိုရင်ကာယကံလည်းကောင်းတယ်ဝစီကံလည်းကောင်းတယ်အဲ့အဲ့လိုအကောင်းသုံးပါးကာယကံဝစီကံမနှောကောင်းသုံးပါးလို့အကောင်းဆိုဖြစ်အောင်ထားရင်ဒါကောင်းသော အပြုအမူကိုမွေးမြူနေခြင်းပဲဖြစ်ပါတယ် လူတယောက်မှကောင်းသော အပြုမှုရှိရင်အဲဒီကောင်းသောအပြုမှုကနေတဆင့်ထွက်ပေါ်လာတဲ့ရလတ်ကောင်းတွေအများကြီးရှိမြန်မာနိုင်ငံလည်းဒီတိုင်းပါပဲတခြားနိုင်ငံလည်းဒီတိုင်းပဲတော့ဥဆောင်ဥရွယ်တဲ့ပြုပုဂ္ဂိုလ်များက ကောင်းသောအပြုမှုကိုပြုလိုက်တဲ့အတွက်ကြောင့်ဟောတနင်္ဂနွေလုံးကောင်းကျူးချမ်းသာခံစားရတဲ့အတ္တကတွေအများကြီးဒါကြောင့်မို့အဓိကကတော့ပယောဂခွန်နဲ့ခုနပြောခဲ့တဲ့ကိုအမူယာ နှုတ်ဦးမူရာစိတ်အမူအရာတွေကိုကောင်းစွာမွေးမြူပြီးမိမိတို့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ဌာနတာဝန်ရှိတဲ့အလုပ်ကိုလှုပ်ဆောင်ကြမယ်ဆိုရင်အဲ့ဒီအလုပ်ကနေတစ်ဆင့်ကောင်းကျိုးချမ်းသာအပြားပြားတွေကိုဖြစ်ပေါ်လာမှဖြစ်ပါတယ်ကိုနေစာတောင်တန်းဒေသမှာရှိနေကြတဲ့တရင်သားညီကိုမောင်နှမများအသိပညာဖွံ့ဖြိုးပြီးကြီးပွားပါစေတိုးတက်ပါစေအောင်မြင်ပါစေဆိုတဲ့စိတ်ကောင်းကိုမွေးမြူလိုက်တဲ့အခါမှာအလှရှင်များရဲ့ လှုပ်ဆောင်ချက်တွေအကောင်ဖြစ်လာတဲ့အတွက်ကြောင့်အဲ့ဒီလှုပ်ဆောင်တဲ့ခေါင်းများကိုကုသိုလ်ဖြစ်တဲ့လှုပ်ဆောင်ချက်လို့ခေါ်တယ်လှုပ်ဆောင်တဲ့ခေါင်းများကိုလှုပ်ဆောင်နိုင်လိုက်ရင်ဟောအလူရှင်များရဲ့နှလုံးသားထဲမှာကုသိုလ်တရားဖြစ်ပွားလာမှာဖြစ်ပါလေယနေ့လည်းသာသနာတော်တည်တံ့ပါစေအခန့်ခန့်ပါစေသံဃာတော်များချမ်းသာပါစေဆိုရက်စိတ်ကောင်းကိုမွေးမြူပြီးလာကြကုသိုလ်ပြုတဲ့အတွက်ကြောင့်ကုသိုလ်ရှင်များ အလှရှင်များနှလုံးသားထဲမှာကုသိုလ်ဆိုတဲ့သဘာဝတရားအသည်အသည်ပန်ဆန်ရရှိလာပြီဖြစ်ပါနဲ့ပန်ဆန်ရရှိလာတဲ့ကုသွေဆွမ်းအားကြောင့်အန္တရာယ်ကင်းပြီရှင်ပြီးကောင်းကျိုးချမ်းသာအဖျားပြားတို့ကို အသည်အသည်ရရှိသုံးဆောင်ခံစားနိုင်ကြစီကုန်တည်းကဲရည်စကြကြရအောင် လိုက်ဆိုရမယ်ဣဒံမေပုံညာနိဗ္ဗာနသပိစယောဟောတုယနေ့ယခုသာသနာတော်မြတ်ကြီးကိုပူဇော်ထောက်ပံ့လှူဒန်းကြသောဤကောင်းမှုကုသိုလ်ကံပြီးဒုက္ခခတ်သိကင်းငြိယာဖြစ်သောနိဗ္ဗာန်ချမ်းသာကို ရရရချောင်းအထောက်ပံ့ခေါင်းဖြစ်ပါစေထို့ထို့မှတပါစိတ်ကောင်းစိရနာကောင်းကိုမွေးမြူ၍သာသနာတော်မြတ်ကြီးကိုထောက်ပံ့လှူဒန်းရသောဤကောင်းမှုကုသိုလ်သည်အန္တရကင်းဘေးရှင်၍ကိုယ်စိတ်နှပြကျမ်းမှာချုံသာကြောင်း အထောက်ပံ့ခံဖြစ်ပါစေ။ဣမံပုညဘာကံတပ္ပတတ္တနံဒီမယနေ့ယခုပြုပြုသမျှကုသလဤအဖို့ဘာကအဝဝကိုကျေစုကြည်မှမိဘဖိုးပါဆရာသမားများကို အစထား၍32ဘုံသားတရဝမြာအာအမြအမြအမြပြေဝေကြပါကုန်၏အာလုံးအမြရာကြ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမြဝေကြရအောင်အာလုံးကြာကြသမျှ အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု အာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု